ာနာသိမ့်တာကိုစမ်းတခဲနဲ့စမ်းညင်ကြဖို့ဆိုတော့ပန်ကြားစာကိုလည်းအမေကဒါတာနာသိမ့်မယ်ဆိုတော့တိတဲ့ကိုကြိုတင်ပြီးတော့ပြည်သူကိုတင်ပြဖို့အတွက်ကိုရေးခဲ့တယ်။အဲ့လိုပဲတော်လှန်ရေးကာလဖြစ်နေတဲ့အချိန်မှာအဖမ်းခံလာရတဲ့ကျွန်တော်တို့နဲ့တွေ့တဲ့အချိန်မှာလည်းတော်လှန်ရေးရဲ့ကိစ္စကိုဒါအားပေးထောက်ခံတဲ့လူငယ်တွေကိုလေးစားတယ်ဥဆောင်နေတဲ့အဖွဲ့အစည်းတွေတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေကိုနော်ယုံကြည်တယ်အဲ့လူတွေရဲ့ဥဆောင်မှုနဲ့ဒီတော်လှန်ရေး အောင်မယ်ဆိုတာကိုယုံကိုယုံနေဆိုတဲ့စကားကိုအမေကပြောခဲ့တာကြီးပြောခဲ့တာကြီးရှိတယ်2023ခုနှစ်ဇူလိုင်လထဲမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ဦးမမောင်ဆွေက ERI သတင်းဌာနနဲ့အင်တာဗျူးမှာအခုလိုဖြေဆိုခဲ့တာပါ။ဦးမမောင်ဆွေဟာအမျိုးသားလွတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီးနေပြည်တော်အကျဉ်းထောင်အတွင်းမှာအကျဉ်းစာခံရစဉ်ဒေါက်ဆန်စုကြည်နဲ့လူချင်းတွစ်ဆုံခွင့်ရခဲ့တယ်လို့ဦးမမောင်ဆွေကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ။ဒါပေမဲ့စစ်ကောင်စီအာဏာသိမ်းထားတဲ့လင်းနစ်ကျော်ကာလအတွင်းဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့မြန်မာနိုင်ငံရဲ့စီးရီးအခြေအနေတွေနဲ့ပတ်သက်ပြီးတောင်ဆန်စုကြည်ကိုယ်တိုင်ပြောဆိုခဲ့တဲ့မှတ်ချက်တစုံတရာကိုတော့ယနေ့အချိန်ထိတီးခွင်ကြားခွင်မြင်ခွင်မရသေးပါဘူး။ထောင်တွင်းမှာတောင်ဆန်စုကြည်နဲ့တွေ့ခဲ့သူတွေရဲ့တဆင့်စကားပြောဆိုမှုတွေကယနေ့အခြေထိတိခွင်ကြခွင်ရနေတာပါဒီအာနာသိမ့်ယူမှုပြီးသွားတဲ့အချိန်တော်စုထိန်းသိမ်းခံပြီးသွားတဲ့အချိန်ကနေစပြီးတော့ သူပြောတယ်လို့ယူဆလို့ရတဲ့စာကျွန်တော်တို့ထွက်လာတဲ့ဟာကဒါဥဝင်ထေရတစ်ဆင့်ကျွန်တော်တို့သိတဲ့ဟာမျိုးအာတွေ့ရတယ်အဲဒီဟာကသူတကယ်ပြောခဲ့တာလားမပြောခဲ့တာလားကျွန်တော်တို့ဘယ်လို့မှမသိနိုင်ဘူးဒါအ ဟိုးဝဲထိတ်ပဲတိမဲ့ကိစ္စပေါ့ဆိုတော့အဲ့လိုမျိုးအနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီအာနာသိမ့်ယူမှုနဲ့ပတ်သက်ပြီးတော့ဒီလူတို့ရဲ့တုံ့ပြန်မှုအပေါ်မှာသူရဲ့ရှုမြင်မှုအနေထားဘယ်လိုရှိလဲကျွန်တော်တို့မသိဘူးအဲ့အဲ့လိုပဲနောက်တစ်ခါကျွန်တော်တို့ဒီလိုမျိုးအနေအထားမျိုးမှာ CRPH NUG NUCC စသဖြင့်ပေါ့နော်ပုံစံမျိုးစုံနဲ့စုဖွဲ့လာပြီးတော့ဒီနေ့ဒီချိန်မှာ NUG ဥဆောင်တဲ့လက်နက်ကင်ဒေါ်လာရေးဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်သွားတဲ့အချိန်မှာဒေါ်စုရဲ့အကြမ်းမဖက်ရေးမူဝါဒလမ်းကြောင်းနဲ့ဒီလက်နက်ကင်ဒေါ်လာရေးဆိုတဲ့လမ်းကြောင်းဟာ ဒါဆန့်ကျင်နေတဲ့အတွက်ကြောင့်မို့ဒေါ်စုအနေနဲ့ဒီအခုဒေါ်လာနေတဲ့ဒေါ်လာရေးပုံမှာဒါမှမဟုတ်ဒီ NUG စုဖွဲ့မှုနဲ့ဒီ NUG နဲ့အတူပေါ့နော်ရှိနေတဲ့ NUCC ပဲဖြစ်ဖြစ်ဒီဟို PCRPH ပဲဖြစ်ဖြစ်အဲစုဖွဲ့မှုတွေပုံမှာဒေါ်စုဘယ်လိုလက်ခံမျိုးလက်မခံမှုကျွန်တော်တို့မသိနိုင်တော်ဆန်စုကြည်ကလက်နက်ကိုင်းလမ်းစဉ်ကိုအပြီးသူမဟုတ်ပါဘူးအကြမ်းမဖက်သောနေလန်းနဲ့ဆရာနာရှင်တွေကိုဆန့်ကျင်တော်လှန်သူပါလက်နက်ကိုင်းလမ်းစဉ်ကိုလည်းခေအဆက်ဆက်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူပါ ထင်းသားထင်းနေတာဒီလိုကြောင်းသားလေးတွေကိုမြှောက်ပေးခြင်းအပြင်တို့အရှိကိုတက်ပေါင်းနိုင်တယ်လို့ထင်မင်းနဲ့ဖြစ်လက်ဖြစ်မှာမဟုတ်ပါဘူး။နောက်ပြီးတော့လည်းအဲ့ဒီဒီလက်နဲ့ကင်တဲ့ကိစ္စပါလေ။တချို့အခွက်လေးတွေကလက်နဲ့ကင်ပြီးတိုက်မှရမယ်လို့ပြောနေတယ်။ဒီရရင်ရမရရင်ချဆိုတဲ့သဘောမျိုးပါလေ။အဲ့ဟာလေကျွန်မလုံးလုံးမထောက်ခံဘူး။လေလေအင်အားနဲ့အပြောင်းလဲလို့ကြိုးစားရတယ်ဆိုတော့ဒါအကျွတ်အရင်ပြောလို့ပါတယ်ညံပြင်း ဒါပေမဲ့ဒုတိယဒီနိုင်ငံအပြောင်းလဲလို့အပ်တယ်ဆိုလို့ရှိရင်ကိုယ်ကညာပညာဖြစ်လို့ရှိရင်ဘယ်လိုနည်းနဲ့ဒီအပြောင်းလဲကိုတည်တည်ငြိမ်ငြိမ်နဲ့လုပ်မလဲဆိုစဉ်းစားပြီးတော့ဖြေရှားလို့ရတယ်။ဒီအပြည့်မရှားနိုင်လို့ရှိရင်ကိုယ်ကရောင်းတယ်ညာပညာမျှော်မင်းလဲလို့ဒီလိုဘယ်လိုနည်းနဲ့ရအောင်လုပ်ရမလဲဆိုသိရတဲ့အဲ့ဒီမျိုးကိုလိုက်နိုင်တဲ့ဇွဲလုံးကဝိရိယမရှိဘူးကြတာတတ်နေရှိတာ ထောင်ထဲမှာလင်းနှီးချုံနေထိုင်ခဲ့ရတဲ့အသက်ဆစ်ဆက်အရွယ်အမျိုးသမီးတယောက်အနေနဲ့မြန်မာနိုင်ငံအတွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်ပွဲတွေအကြောင်းနဲ့နိုင်ငံရေးစစ်ရေးအခြေအနေတွေကိုဘလောက်အထိသိရှိထားလဲဆိုတာကလည်းစိတ်ဝင်စားစရာအချက်တစ်ချက်ပါ။ဒါနဲ့ပတ်သက်လို့တရားလွတ်တော်ရှင်နေဆောပါဦးလေးပြောပြတာကတော့အောင်စားစုကြည်အနေနဲ့ကကျွန်တော်တို့ဒီ2021နှစ်ဥပိုင်းမှာ စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းမိကြတဲ့ကသူ့အနေနဲ့ကမီဒီယာတွေကိုတရားဝင်ထုတ်ဖို့ပြောဆိုလို့မရပါဘူးအဲ့ဒီကာလာဆပြီးတော့အခုချိန်ထိမှလည်းမင်းအောင်လှိုင်ကြီးကောင်ဆိုဒေါ်မဆုကြီးကိုပြင်ပလောကနဲ့လုံးဝအဆက်သက်ဖြတ်တာပါတယ်ဒါကြောင့်မို့လို့ပြင်ပမှာဖြစ်ပေါ်နေတဲ့တရင်အချက်လက်တွေကိုဒေါ်အောင်စားစုကြည်အနေနဲ့ရရှိတယ်ဆိုရင်တော့20 25ရာခိုင်နှုန်းထက်မပိုဘူးလို့ကျွန်တော်ကတော့ဒီလိုပဲမြင်ပါတယ် ဒါကြောင့်မို့ဒေါအောင်ဖတ်ချက်ပေးရမယ်ဆိုရင်တော့ဒေါအောင်ဆန်းစုကြည်ပြီအချက်လက်တော်တော်များများကိုရရှိထားခြင်းမရှိသလိုဒေါအောင်ဆန်းစုကြည်ဘက်ကတရားဝင်ထုတ်ဖို့ပြောပြောကြားတဲ့စကားကိုလည်းမီဒီယာတွေမှာတရားဝင်ဖော်ပြနိုင်နေမရှိတဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုကြည်တဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်ကျင်းက ဗရာတဏတန်တန်လုံးဝခြားနာနေပြီလို့ပဲကျွန်တော်မှတ်ချက်ပေးပါသည်စစ်ကောင်းဆောင်အစစ်ဆက်မှာတော့နိုင်ငံရေးအလက်အပြောင်းအတွက်တောင်ဆန်စုကြည်ကိုတုံခဲ့တဲ့တရကားတွေလည်းရှိခဲ့ပါတယ်အခုလဲစစ်ကောင်းစီကသူတို့ရဲ့နိုင်ငံရေးကစားကွက်ပုတ်ဖို့တောင်ဆန်စုကြည်ကိုပြန်လုပေးပြီးတကြော့ပြန်အုံချလာဖွယ်ရှိတယ်လို့မြန်မာနိုင်ငံရေးစစ်ရေးအကဲခက်တွေကတုံသက်ထားကြပါတယ်ပြီးခဲ့တဲ့တန်ရွှေလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ရှုခဲ့တဲ့အနေထားမျိုးထုတ်ပြီးတော့ကစားခဲ့တဲ့အနေထားမျိုးတွေရှိတဲ့အတွက်ကြောင့်ဦးသားရွှေလောင်းမအရေးအချင်းမရှိတဲ့မင်းအောင်နိုင်ကလည်းသူ့ရဲ့အကြက်တဲဘလုံးမရုံထွက်နိုင်တဲ့အခြေအနေမရှိတော့တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ရှုနိုင်တဲ့အနေထားမျိုးရှိတယ်လို့တော့ကျွန်တော်အပါဝင်နိုင်ငံရေးစောင့်ကြည့်လေ့လာပြီးတော်တော်များများထားဖို့သုံးသပ်ထားပြီးဖြစ်ပါတယ် ယခုအချိန်ထိဒေါအောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူတွေလေးစားအားကြရသူတွေကဒုနဲ့ဒီပါလက်နက်ကင်တော်လေးလုတ်ကန်နေသူတွေတဲမှာလဲဒေါအောင်ဆန်းစုကြည်ကိုအားပေးထောက်ခံနေသူတွေအများကြီးရှိနေပါတယ်စကောင်းစီကသူတို့ရဲ့လက်ကျန်းဝက်ဖဲဒေါအောင်ဆန်းစုကြည်ကိုထုတ်တုံးခဲမယ်ဆိုရင်တော့ တောင်ဆန်စုကြည်ရဲ့အကြမ်းမဖက်နှိမ့်နှံဖြင့်အာဆင်ဆန့်ကျင်ရေးမူဝါဒကြောင့်တော်လရင်အဖွဲ့စည်းတွေတဲ့ကြီးမားတဲ့အကွဲပြတ်ဆက်လန်းတွေကိုနောက်တစ်ကြိမ်ထပ်ပြီးညှိတွေ့ရဖွဲ့ရှိနေတဲ့ဆိုတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်